စုစုပေါင်း ထောင်တန်းသိန်း၄,၁,၀၈၈တနစ်ချမှတ်ခဲ့ပါတယ်1980ပြည်လွန်နှစ်တွေးတုန်းကထိုင်းနိုင်ငံကချမ်ဝိုင်းတီယာရှိုးလို့အမည်ရတဲ့အမျိုးသမီးတဦးဟာထိုင်းတော်ဝင်လီဒါကအရာရှိတဦးရဲ့ဇနီးဖြစ်ပြီးရင်းနှံကုမ္ပဏီတစ်ခုမှလည်းအလုပ်လုပ်ကင်ခဲ့ပါတယ်။သူမဟာမဟီချီယာဇု ပပော့ဆိုတဲ့ငွေကြီးစီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ဒီစီမံကိန်းဟာအတိုးနှုံအမြင့်ကြီးပေးမယ်လို့ကတိပေးထားတဲ့တယင်းနိမြုံနန္ဒူရီဟာအရန်ကိုစိတ်ဝင်စားရှိခဲ့ကြပါတယ်။တီယာဆိုရဲ့စီမံကိန်းကြီးကဒူမဟာဥစွာယင်းနိမြုံနန္ဒူရီစီတပတ်စံတွေကိုစူးစောင်းတယ်။အဲ့နောက်ယင်းနိမြုံနန္ဒူအဟောင်းတွေကိုအတိုးနှုံအမြင့်ကြီးပေးဖို့အတွက်ယင်းနိမြုံနန္ဒူအတုတွေစီကရတဲ့ပတ်စံတွေကိုအသုံးပြုခဲ့ပါတယ်။ဒီလိုနဲ့ယင်းနိမြုံနန္ဒူတွေဟာ ူတို့ရတဲ့အမြတ်ကြောင့်စီမံကိန်းကိုယုံကြည်ပြီးသူတို့ရဲ့ဆွေမျိုးမိတ်ဆွေတွေကိုပါပါဝင်ဖို့ဆွဲဆောင်ခဲ့ပါတယ်။ဒီနည်းနဲ့လူပေါင်း1693ဦးပါဝင်ပြီးစုစုပေါင်းအမေရိကန်ဒေါ်လာတန်း900ကနေ300တစ်တန်းကြားလင်းလဲခံရခဲ့ပါတယ်။အဲ့ဒီအချိန်ကဒီပမာဏဟာတော်တော်ကြီးမားတဲ့ပမာဏဖြစ်ပြီးထိုင်းနိုင်ငံရဲ့ငွေကြီးသမိုင်းမှာအကြီးမားဆုံးလင်းလဲမှုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါကြောင့်မို့လို့သူမကိုငွေကြီးလင်းလဲမှု ရာဇနာမှုအနေနဲ့ဆွဲချက်ပေါင်းများစွာအတွက်စုစုပေါင်းထောင်တန်134,180ထနစ်ချမှတ်ခဲ့ပါတယ်။ဒါဟာတမိုင်းတစ်လျှောက်ချမှတ်ခဲ့တဲ့အရှည်ကြာဆုံးထောင်တန်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါပေမဲ့ထိုင်းဥပဒေအရအဖြစ်ပေးခံရတဲ့ထောင်တန်ဟာနှင်း50တက်ကျော်လွန်လင့်မရှိပါဘူး။ဒါကြောင့်မို့ဒူမဟာတကယ်တမ်းမှထောင်တန်နှင်း10ပဲကျခံရပြီး1990ပြည့်လွန်နှစ်တွေမှာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ယူဆရပါတယ်။